မြန်မာဖိုက်တာဒွေးလင်းထက်ကတော့ဆိုင်ကိုအနိုင်ယူပြီးတာနဲ့ချက်ချင်းပဲဒေါ်လာသသိန်းနဲ့အစာချုပ်ကိုရသွားဖို့ရှိနေတယ်ရသွားဖို့တီချသွားပြီဆိုပြီးတော့ကြိုတင်ပြီးတော့သတင်းစကားတွေကတော့ထွက်ပေါ်လာနေပါရီမကြခင်မနေ့ပိုင်းအတွင်းမှာဒွေးလင်းထက်နဲ့ဆိုင်ရဲ့ထိုးပွဲကျူးတော့ကြေရှုရတော့မှာပါထိုင်းဖိုက်တာတွေခဏခဏဒွေးလင်းထက်စီမှာရှုံးနေတာဖြစ်တဲ့အတွက်ထိုင်းပြည်သက်တွေက သူတို့ရဲ့ဝိုးတော်ကြီးဆိုင်ရီကိုတကယ်ကိုမှမွေထိုင်းမှာလေးကျင်းကြီးအသွေးကြုံများကြီးရှိတဲ့ဆိုင်ရီကိုအသွေးလင်းထက်ကို အနိုင်ပိုင်းစေချင်နေကြပြီဖြစ်ပါတယ်။ Tie Fighter တွေမွေထိုင်းဆရာကြီးတွေကိုပဲခဏခဏအဆက်ခွဲပြနေတဲ့သွေးလင်းထက်ကို Tie ပြိတ်သက်တွေကလုံးဝကြီးလို့မရတော့မယ်အခုလိုမျိုးသူတို့ရဲ့ဆရာကြီးနေပဲသွေးလင်းထက်ကိုတွေ့ပြီးကြတော့တာပဲဖြစ်ပါတယ်။အခုအသွေးလင်းထက်ကတော့ဒီပွဲမှာမရရအောင်ဆိုင်ရီကိုအနိုင်ယူပြမှာပါ။ အားလုံးကဟိုဘက်ကပညာသားတွေသွေးလင်းထက်ဆွေးရတွေပြောကြပေမဲ့သွေးလင်းထက်မှာစံရည်ထက်သားရအများကြီးရှိတယ်။အဲ့ဒါကတော့အသက်အရွယ်ပါ။စံရည်ကအသက်43နှစ်ရွယ်တဲ့ဝင်ပြီးသွေးလင်းထက်ကခုမှ20ဆွန်းဆွန်းလေးပဲရှိပါသေးတယ်။အဲ့ဒါကပဲဒီပွဲမှာအရေးကြီးဆုံးဘယ်သူနိုင်မလဲဆိုတာကိုသက်သေပြသွားပါလိမ့်မယ်။နော်သွေးလင်းထက်ကစံရည်ထက်နီးပြူဟာပိုင်းဆိုင်ရာမှာရော့ အတွေ့အကြုံပိုင်းဆိုင်ရာမှာရောအားနေတဲ့ဆိုပေမဲ့လေသွေးလင်းထက်ရဲ့ FIG ကအင်မတန်မှထူးခြားနေတာဖြစ်တဲ့အတွက်ဒီပွဲမှာအနိုင်ရပြီးတော့ဒေါ်လာသသိန်းနဲ့အစားချုပ်ကိုရသွားပါလိမ့်မယ်ဗျာ